ဆင်းရဲသားကိုကူညီလူတန်းပေးလို့အသက်ပေးကြရတဲ့ငတ်တပြားဟက်ကမြမသမိုင်းမှာဆင်းရဲသားတွေကိုကူညီပေးဖို့အသက်ပေးကြရတဲ့တခိုးချင်းငတ်တပြားကိုအားလုံးကြားဘူးကြမှာပါအပြင်လောကမှာလည်းငတ်တပြားဟက်ကရှိပါတယ် သူရဲ့နာမည်ရင်းကတော့ Hamza Bandala ဖြစ်ပြီးတော့ BH1 လို့လူသိများက Algeria နိုင်ငံသားဖြစ်ပါတယ်။ BH1 ဆိုတာကကမ္ဘာပေါ်မှာလုံခြုံရေးမြင့်မားပါတယ်ဆိုတဲ့ brand တွေကိုမှ hack ခဲ့တာကြောင့်ကမ္ဘာပေါ်မှာအလိုရှိဆုံး hack က cyber ရာဇဝတ်သားဖြစ်ခဲ့သူပါ။အစောပိုင်းမှာပညာသင်ကြားခဲ့တာက computer software engineer တယောက်ဖြစ်လာပါဘွာ။ဒါပေမဲ့ BH1 က hacker တယောက်ဖြစ်လုံခြုံရေးမြင့်မားတဲ့ band ပေါင်း218 band ကို hack ပြီးတော့ငွေတွေကိုခိုးခဲ့ပါတယ်။ ပြည်ရွှန်းကသူ့ဘန်တွေကနေဟပ်ပြီးခိုးထားတဲ့ငွေတန်း400ကျော်အလုံးကိုသူ့ကိုကြိုးအတွက်မသုံးမဲပါလက်စတိုင်းနိုင်ငံမှာစစ်ပွဲကြောင့်ဒုက္ခရောက်နေတဲ့အိမ်ယာမဲကလေးတွေစစ်ဘေးဒုက္ခသည်တွေအတွက်ပဲအသုံးပြုခဲ့ရပါဒါလုံခြုံရေးအဖွဲ့တွေကပြည်ရွှန်းရဲ့အကူအရေးရဇဝင်အချက်လက်တွေကိုသိရှိသွားခဲ့ပြီးတော့ကမ္ဘာအလို့ရှိဆုံးရာဇဝတ်သားဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့၃နှစ်အကြာ၂၀၁၃ခုနှစ်မှာတော့ဘေးရွှန်းကိုထိုင်းနိုင်ငံမှာလက်ရဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဟက်ကာ BH1 ကိုတရားရုံးကမသိမချင်းကြိုးခွင်းဆွတ်တက်ဖို့အမိန့်ချမှတ်ခဲ့ပြီးတော့ပြည်သက်နိုင်ငံမှာစီရင်ခဲ့ရပဲဖြစ်ပါတယ်ရှင်။